အပိုင်း39မှာတော့ဟာချီရိုကထူးဆန်းတဲ့အတန်ကြီးတစ်ခုကြောင့်လူဖီရိုရဲ့တင်းမောပြည့်နေရာကိုရောက်လာခဲ့ပြီးကောင်းကင်ဘော်ကတင်းမောတစည်းပြုတ်ကျလာတာဟာသူတို့မျက်လုံးသူတို့မယုံကျင်ကြဘဲမေးမြန်းနေကြတာဖြစ်ပါတယ်ဒီလိုနဲ့သူတို့ရဲ့ရှေ့မှာလူဖီဟာလမ်းလျှောက်နေခဲ့ပြီးတဖြည်းဖြည်းသူတို့စီရောက်လာခဲ့ကစိတ်ထဲမှာတော့ငါလူသားတွေဟာဒီလိုပုံစံနေလားဆိုပြီးတော့ရေရွနေပါတယ်ဟာချီရို၃ယောက်ကိုမမြင်ကြအောင်စောင်းပြီးကြော်သွားတော့ဟာချီကနေအောင်ဟိတ်ကောင်းလို့ခေါ်လိုက်ပါရီလူဖီကလည်းသူ့ကိုခေါ်လာလို့မေးလိုက်တော့ဟာချီကမင်းမတူလဲဒီကျုံးမမှာဘာလာလောက်တာလဲလို့မေးလိုက်တော့ လူဗီဟာခမရိုးနဲ့မဆိုင်ဘူးလို့ပြောပြီးခြေပြီးတော့ထွက်သွားလိုက်ပါတယ်။တစ်ဖက်မှာလည်းနိုဂျီကိုကဘဲမီရာအကြောင်းကိုဆန်ဂျီရိုးကိုပြောပြပေးနေပါတယ်။ဆန်ဂျီနဲ့ဥဆုပ်တိုကတော့နာမီနဲ့သူ့ကိုဘဲမီရာကမွေးစားခဲ့တာလားလို့မေးလိုက်ပါတယ်။နိုဂျီကိုကတော့သူတို့မှမွေးစားမေးဘဲမီရာအကြောင်းကိုဘယ်ကစပြောရမလဲတွေးနေပြီးနာမီကတော့အိမ်ထဲမှာအိပ်ပျော်နေရတာကနေနိုးလာခဲ့ပါတယ်။သူမဟာဒိမော်ဒီချင်းအောင်ကိုမြင်ပြီးခဏပဲစောင့်ပြီးမေမေဘဲမီရာကိုကိုရရှိရွာနဲ့သူရဲ့ပြားလိမ္မော်ဒီဂျန်ကြီးစီကအိမ်မက်တွေကိုပြန်ရတော့မှာပါလို့ပြောလိုက်ပြီး အတိတ်ကသူ့ရဲ့မြေပုံဆွဲထားတာလေးကိုပြန်တရိယာသွားမိပါရည်။နာမီဟာပင်လယ်ဓားများတွေနဲ့ပတ်သက်တဲ့စာအုပ်တွေကိုစာအုပ်ဆိုင်ထဲမှာအမြဲလာခိုးနေကြပါ။အဲ့ဒီအချိန်မှာစာအုပ်ဆိုင်ကအတော်ကြီးနဲ့တွေ့ပြီးစာအုပ်ယူပြီးလစ်ပြေးမယ်အလုံးမှာရွာလူကြီးကန်းနဲ့တွေ့သွားပါရည်။ရေတပ်ဖို့ကန်းဟာနာမီကိုခေါ်လာခဲ့ပြီးသူမတို့မွေးစားမေဘဲမရာစီကိုခေါ်လာခဲ့ပါရည်။ဘဲမဲရော်ကလေးပဲရေတပ်ဘူကြီးကိုနားကြီးတယ်ရှင်ကရော့လင်းမတုတ်ဖူးဘူးလားလို့မေးလိုက်ပါရီအဲ့ဒီအချိန်မှာပဲဘဲမဲရော်ဟာ"သူမဟာအခုပတ်ဆက်မရှိသေးဘူး။နောက်မှသူမရဲ့ခန္ဓာကိုယ်နဲ့ပြန်ဆက်မယ်"လို့ပြောလိုက်ပါရီ အဲ့ဒီအချိန်မှာရေတပ်ဘူကတော့ရှက်သွေးဖြာပြီးကျောင်းောင်ကြားသားနဲ့အိုဟစ်ပြေးထွက်သွားပါလိမ့်။ဘဲလ်မီရာဟာနာမီကိုနောက်တစ်ခါထတ်ခိုးရင်ဖင်ကိုအချက်တရာလောက်တီးပြင်မယ်လို့ပြောလိုက်ပါလိမ့်။နောက်ပြီးနာမီကသူစာအုပ်တုပ်ကိုတကယ်လိုချင်လို့ယူတာဘဲလ်မီရာကိုဝယ်ခိုင်းရင်လည်းဝယ်ပြီးမှမဟုတ်တာပတ်စံလည်းမရှိဘဲနဲ့လို့ပြောလိုက်ပါလိမ့်။ရွာသားတွေကလည်းသူရဲ့ပြားလိမ့်မော်ဂျန်ဟာဒီနေ့မိုးကောင်းနေအထွက်တိုးမယ်လို့ပြောကြပါလိမ့်။ အဲဒီနောက်노지고ကရောက်ရှိလာခဲ့ပြီး노지고ကလည်းသူမလည်းစာအုပ်တွေခိုးရင်မမိအောင်ခိုးတယ်လို့ပြောပြလိုက်ရောဘဲလ်မရာကနှစ်ယောက်လုံးကိုဆော့ဘလော့ဒီချလိုက်ပါတယ်ဘဲလ်မရာကဟဟပပပပြန်ရင်နေပြီးနာမီဆွဲထားတဲ့မြေပုံတွေကအတော်လေးကိုအံ့ဩဖို့ကောင်းနေပင်လယ်ရေစီးချောင်းနေနဲ့ဂုံးမြေပြင်ပုံတွေကအသေးသက်တယ်ကလေးတယောက်ကဒီမြေပုံကိုဆွဲထားတာလို့ဘသူကများယုံမလဲလို့ပြောပြနေပါတယ်နာမီကလည်းသူ့ရဲ့နောက်ထပ် ကျွမ်းကျင်တဲ့လမ်းကြောင်းရှာဖွေရေးပညာကိုအသုံးပြုပြီးတကဘာလုံးကပင်လယ်ပြင်တွေကိုပတ်ပြစ်မယ်လို့ပြောကကဘာပေါ်မှာရှိတဲ့အရာအလုံးကိုပါပုံဆွဲပြစ်မယ်လို့ကလေးပီပီပြောပြနေတာဖြစ်ပါရီဘဲလ်မေရာကတော့နာမည်ဆွဲထားတဲ့မြေပုံကိုကြည့်ပြီးချီးကျူးနေကသူတို့၃ယောက်ရဲ့ငယ်ဘဝပျော်ရွှင်စရာမိသားစုလေးကတော့အယမ်းချစ်စရာကောင်းခဲ့ပါရီဒီလိုနဲ့မိုးရီရွာနေတဲ့တရက်မှာတော့သူတို့အမေဘဲလ်မေရာဟာချီထိုးနေပြီးနာမည်နဲ့နိုဂျီကိုတို့ကတော့"သမားတို့ရဲ့အမေအသားမစားလို့သူတို့လည်းမစားဘူး"လို့ပြောနေပါရီ ်ဘဲမေရာကလည်းသူမကပြားလိမ္မော်သီးတွေစားထားတာဗိုက်ပြနေပြီးပြားလိမ္မော်တွေကအသားရည်ကိုဘလောက်အကျိုးဖြစ်လဲဆိုတာပြောပြပေးနေပါတယ်ဘဲမေရာကလည်းနာမီကိုသူ့ချုပ်ထားတဲ့အင်ကြီးလေးကိုပြပြီးဝေ့ကြည့်ခိုင်းပါတယ်နာမီဟာနိုဂျီကိုရဲ့အင်ကြီးအဟောင်းမို့မွေးချင်မှုပြောကနိုဂျီကိုကလည်းနေငါးငါးရဲ့နှစ်နှစ်ငယ်တဲ့ညီမလေးပဲဒါကြောင့်သူ့ရဲ့အင်ကြီးအဟောင်းကိုပဲဝေ့ရမယ်လို့ပြောလိုက်ပါတယ်နာမီကလည်းဘာညီမလေးမွေးနိုင်မှုနေတဲ့ခါတွေကညီမရင်းနေမှမဟုတ်တာလို့နာမီကပြန်ဟောပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့သူတို့မိဘဲမေရာဟာ နာမီကိုလက်ပြန်စားတစ်ချက်ကျွေးလိုက်ပါလေ။နောက်ပြီးသွေးသားမတော်စားဘူးဆိုတဲ့စကားကိုမပြောနဲ့။နောက်ကိုဒီလိုပေါက်ကရစကားသူ့ရဲ့ရှေ့မှာမပြောနဲ့လို့ပြောလိုက်ပါလေ။နာမီကလည်းဘဲလ်မီရာဟာသူမရဲ့အမေရင်းမဟုတ်တော့ကြိုက်တယ်လို့ယိုက်ပြီးသူမကြိုက်တယ်လို့စားလွတ်လွတ်လပ်လပ်နေလို့ပြောကသူမဟာဆူတောင်းမိတာတွေရှိတယ်။သူမကိုချမ်းသာတဲ့အင်္ဂါမွေးစားရင်ကောင်းမှာပဲလို့စိတ်နာနာနဲ့ဩပြောလိုက်ပါလေ။နိုဂျီကိုကတော့နှစ်ယောက်လုံးတော်ကြပါတော့လို့ပြောနေချင်းနာမီဟာမွေးရွာကြီးတဲ့ကိုတယောက်ထဲထွက်သွားပါတော့တယ် နိုဂျီကိုကတော့နာမီကိုမတားလိုက်နိုင်ပေမဲ့ဘဲလ်မရာကိုတော့နာမီပြောသွားတဲ့စကားတွေဟာစိတ်ထဲကမပါဘဲပြောတာအတတ်ငယ်သေးတော့လို့ပြောလိုက်ပါတယ်ဘဲလ်မရာကလည်းနာမီကိုပြန်ခေါ်လာပေးရမလားသူပြန်လာရင်အစားအသောက်တွေကိုကောင်းကောင်းချက်ကျွေးမယ်လို့ပြောကနှစ်သိမ့်လိုက်ပါတယ်ကိုကိုရာရှိရွာထဲမှာတော့မိုးလဲတိတ်ပြီးမိုးရွာသားတွေဟာဈေးကိုအလူရက်ဝယ်နေကြပါတယ်နာမီကတော့ရွာသူကြီးကန်းစီကိုသွားပြီးသူမထွက်ပြေးလာတာလို့ပြောလိုက်ပါတယ်ကန်းကလည်းရွာစွန်ကနေဒီအချိရောက်လာတာကိုထွက်ပြေးလာတာလို့ပြောချင်နေရလားလို့ဟာတာပြောလိုက်ပြီး မိုးရီတွေဆိုထားတဲ့နာမီကိုနွားနို့ပူပူလေးတစ်ခွက်တိုက်လိုက်ပါတယ်။နာမီဟာသူမတို့အမေဘဲမရာဟာသူမမရှိရင်အကုန်ကြတတ်သားလိမ့်မယ်။ဒါသမီးနှစ်ယောက်ကိုရှာကျွေးရတာမဟုတ်လို့လို့ပြောလိုက်ပြီးပတ်စံအတော်ကုန်ပါတယ်လို့ထပ်ပြောလိုက်ပါတယ်။ရွာသားတွေကလည်းသူမကြောင့်ဘဲမရာကိုပုံမုံနေကြတာဖြစ်ကြောင်းပြောတော့ဂန်းဟာနင်းသူများတွေကိုဖြည့်စင်းစားတတ်နေပြီပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာရွာလူကြီးကင်းကသူတို့ရေတပ်မှာဘဲမရာကနာမည်ကြီးပဲလို့ပြောပြီးဘဲမရာဟာရေတပ်ထဲကိုဝင်ပြီးရေတပ်သားဖြစ်ခဲ့တယ်။ဒီရွာလူရဲ့အမြင်မှာလည်းသူကခြားတိမ်းမလေးလို့ထင်နေကြတော့လို့ပြောကား ်ဘဲလ်မီရာရဲ့ငယ်ဘွားကိုပြန်ပြောပြခဲ့ပါရီဘဲလ်မီရာဟာရေတက်တီနဲ့ပင်လယ်ဓားများတွေအတူတိုက်ခိုက်နေချိန်မှာသူ့အနေနဲ့ဒဏ်ရာကြီးကျယ်ရနေခဲ့ပြီးအရှုံးပေးတော့မဲ့အချိန်မှာနာမီနဲ့နိုဂျီကိုတို့ခိုကူးရမယ့်လမ်းလျှောက်လာတာကိုတွေ့ခဲ့ရပါရီနိုဂျီကိုဟာနာမီလေးကိုအနှီးလေးနဲ့ပွေကတရွေ့ရွေ့လာနေခဲ့တော့နိုဂျီကိုလက်ထဲကနာမီလေးကိုမြင်လိုက်ရတဲ့အချိန်မှာဘဲလ်မီရာကစိတ်တွေလန်းဆန်းလာခဲ့ပြီးအသည့်ပြန်လဲမွေးဖွားလာတယ်လို့ပြောပြလိုက်ပါရီအဲ့ဒီအချိန်ကစပြီးဘဲလ်မီရာဟာနိုဂျီကိုနဲ့နာမီကိုမွေးစားလိုက်တာ ဖြစ်ကြောင်းအားလုံးကိုရွာလူကြီးကန်းကနာမီကိုပြောပြလိုက်ပါရီ ကန်ကလည်းထပ်ပြီးတော့မုံတိုင်းတွေဟာထပ်ပြီးပင်လယ်ပြင်မှာဘယ်သူမှငါးဖမ်းမထွက်နိုင်တော့ပြင်းထန်နေတဲ့အချိန်မှာပဲဘဲမီရာဟာလှေဒီစင်တဲ့ရွာကိုရောက်ချလာခဲ့ပြီးလက်ထဲမှာလည်းနာမီနိုဂျီကိုတို့ကအဖျားတွေတက်နေကမထနိုင်ဖြစ်နေခဲ့ပါရီဒါကိုဘဲမီရာကမုံတိုင်းတွေကနေပြန်လဲကဲတင်လာခဲ့ပြီးရွာမှာဆေးကုပေးလိုက်ပါရီကလေးတွေကလည်းနေပြန်ကောင်းတော့ဘဲမီရာဟာရွာကားသူတွေအားလုံးဓာနေတဲ့ဂျားတွေကနေတော့နာမီနဲ့နိုဂျီကိုတို့ကိုမွေးစားမယ်နာမီနဲ့ဒိုဂျီကိုရိုရဲ့အမိလုံးမယ်လို့ပြောနေခဲ့တာဖြစ်ပါရီ ူမကိုအားလုံးကကလေးတွေကိုမိဘမဲ့ဂီဟာကိုပို့လိုက်ဖို့အတွက်ပြောတာတော့မှဘဲမီရာဟာသူတို့လေးတွေကိုပြည့်စုံဆောင်ရှောက်မယ်သူမတာဝန်ယူပါမယ်လို့ပြောပြီးသူမတို့လိုလူတွေအနေမခံရအောင်တန်မာတဲ့သူတွေဖြစ်အောင်ပြည့်စုံပြိုးထောင်ပါမယ်လို့ပြောလိုက်ပါတယ်ရေတပ်ဘိုဟောင်းရွာလူကြီးကင်းကလည်းနာမီနဲ့ဘဲမီရာတို့ရဲ့တန်ရုံးစင်ဟာမိသားစုရင်းနှီးထက်တောင်ပို့ပြီးခိုင်ပါတယ်လို့ထပ်ပြောနေချိန်မှာနိုဂျီကိုရောက်လာပြီးဘဲမီရာဟာသူမတို့ကိုစောင့်နေကြောင်းနဲ့အစားကောင်းအသောက်ကောင်းတွေချက်ကျွေးမယ်လို့ပြောပြီးလာခေါ်တာဖြစ်ပါတယ် ။နာမီကလည်းသူမကြိုက်တဲ့လိန်မော်ဒီအနေနဲ့ကျောက်ဦးကျော်ကိုစားရတော့မှာမို့ပြောရွှေနေပြီ။နိုဂျီကိုနဲ့နှစ်ယောက်သားအိမ်ပြန်သွားခဲ့ကြပါလိမ့်။သူတို့တွေကိုကြည့်ပြီးရွာသားတွေဟာတိမ်မလို့ဖြစ်ခဲ့ကြတဲ့ကလေးတွေကအသက်ရှင်လာခဲ့ပြီးဘဲမရာတို့မိသားစုပြောရွှေနေတာမြင်ရင်သူတို့လည်းအပျော်ရွှေကူးဆက်တယ်လို့ပြောကာသူတို့မိသားစုလေးကိုတရွာလုံးကချစ်နေခဲ့ကြတာဖြစ်ပါလိမ့်။ဒီလိုပြောရွှင်နေတဲ့ရွာလေးကိုတော့မထင်မှတ်ထားတဲ့အရေးဆိုးကြီးကရောက်လာခဲ့ပြီးအားလုံးရဲ့ငါလူသားပင်လယ်ဓမြတင်မောကြီးဟာသူတို့ရဲ့ကိုကိုရာရှိရွာလေးကိုရောက်ရှိလာခဲ့ပါတယ် ရွာလူကြီးခန်းကလည်းနာမီနဲ့နှောကြီးကိုရုံးနှစ်ယောက်ကိုလုံခြုံတဲ့နေရာမှာပုံခိုင်းလိုက်ပြီးသူတို့ဟာအားလောင်ပင်လယ်ဓားအဖွဲ့ကိုစောင့်ကြည့်နေကြကြပါတယ်။အားလောင်တို့ကလည်းရောက်ချလာပြီးဒေါ်တော်တက်ကြွနေပါလားအောက်တန်းစားလူသားတွေလို့ပြောလိုက်ပြီးဒီရွာဟာအခုချိန်ကစပြီးသူ့ရဲ့လက်အောက်မှာဖြစ်သွားရပြီးသူ့ရွာဖြစ်သွားပြီးဒါကြောင့်သူ့ရဲ့ထိန်းချုပ်မှုအောက်မှာနေကြရမယ်လို့ပြောလိုက်ပါတယ်။အားလုံးဟာဒီရွာမှာနေထိုင်နေတဲ့သူတွေဟာရွာမှာဆက်နေကြလို့ရှိရင်သူ့ကိုအခွင့်ဆောင်ပေးရမယ်။လူကြီးဆိုရင်베ရီငွေတသန်းပေးရမယ်။ကလေးဆိုရင်900ပေးရမယ်လို့ပြောပြီးရွာကိုအပိုင်သိမ်းနေပါရီ။ ်ရွာသားတွေကလည်းငါလူသားတွေကိုမကျေနပ်တဲ့မျက်နှာတွေနဲ့ကြည့်နေကြပြီးနာမီနဲ့နိုဂျီကိုတို့ကတော့ဘာလို့ရမလဲဆိုတာတွေးနေကြတာပါသူတို့စီမှာလေအားလုံးပြောတဲ့ငွေပမာဏကိုမပေးနိုင်တော့ရွာကနေသူတို့အိမ်ကိုမမြင်ရတော့ဘူးအိမ်ကိုထွက်ပြေးကြမယ်ဆိုပြီးတော့ထွက်သွားကြပါလိမ့်အားလုံးကတော့ရွာသားတွေစီကနေ350လောက်ရလိုက်တာကိုအပြော့ကြီးပြောနေပြီးရွာသားတွေကလည်းသူတို့အသက်နဲ့ကိုဦးစားကွဲတော့မယ်မကြခင်မှာအသက်လဲထိုးသွားတော့မယ်လို့ပြောနေပါလိမ့်ရွာလူကြီးကင်းကလည်းလူတွေအသက်မသေးတာတော့ကံကောင်းနေ ငွေကရှာပေးလို့ရတယ်သူတို့တွေအလုပ်ဖို့ကြိုးစားကြမယ်လို့ရွာသားတွေကိုနှစ်သိမ့်ပေးနေပြန်ပါတယ်ရွာလူကြီးကင်းကတော့အားလောင်တို့အဖွဲ့မှာဘဲမေရာနဲ့နာမီတို့နှစ်ယောက်ရှိတဲ့အိမ်ကိုမတွေ့ဘဲပြန်သွားရင်ကောင်းပါပဲသူတို့စီမှာကလေးနှစ်ယောက်ပါဝင်ဘယ်ရီငွေနှစ်သိန်းတောင်ပေးစရာရှိမှမဟုတ်ဘူးလို့ရေရွနေပါတယ်အားလောင်တို့ကတော့ငွေတွေရတော့ပြန်မယ်လို့မှငါလူသားတယောက်ကရွာပြင်မှာမိခိုးတွေထွက်နေတဲ့ဘဲမေရာရဲ့အိမ်ကိုသတိထားမိလိုက်ပါတယ်အားလောင်ကိုလမ်းအောင်ခေါ်လိုက်ပြီးနာမီနဲ့နိုဂျီကိုတို့ကလည်းခိုးနာထောင်တွေကလန့်သွားခဲ့ကြပါတယ် ဘယ်မီရောကတော့သူမရဲ့ကလေးတွေသူမချက်တဲ့ဟင်းကိုခေါင်းမဖုံနိုင်မဲ့စားတောက်ဖို့အတွက်ချက်ပြုတ်နေတာဖြစ်ပြီးရွာထဲမှာဘာတွေဖြစ်နေလဲဆိုတာသိတော့မသိလိုက်ရှာပါဘူးဒီလိုနဲ့အားလောင်တို့ဟာမိဟိုးရဲ့နောက်ကိုလိုက်လာခဲ့ပြီးဘယ်မီရာတို့နေတဲ့အိမ်လေးကိုရောက်ရှိလာခဲ့ကြပါတယ်နာမီတို့ကလည်းသူမတို့အမေစီကိုပြေးသွားခဲ့ပြီးရွာသားတွေကတော့အားလောင်တို့ကိုဘယ်မီရာရင်ကိုသွားနေတာကိုဘာမှမလုပ်နိုင်မဲအဝေးကနေလမ်းပြီးတော့ကြည့်နေပါတယ်အားလောင်တို့ကလည်းအလားနာမီနဲ့လူကြီးကိုတို့ကလည်းအပြေးနဲ့အိမ်ထဲမှာဟင်းချက်နေတဲ့ဘယ်မီရာကတော့မသိရှာပါဘူး ဒီလိုနဲ့ဒီဘိုင်းလေးကပြီးသွားပြီမို့ကြန့်ရှိတဲ့အပိုင်းလေးတွေကိုဆက်လက်ဆောင်မြောကြည့်ရှုပေးကြပါအောင်ခင်ဗျာ။